အားသောဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ20ရက်နေ့ရဲ့နောက်ဆုံးရအာဆီယံညနေခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးတင်းတဲ့ပုဂ္ဂိုလ်တော့ top spot ကဖော်ပြထားတဲ့ bitter yogurt သတင်းတွေကိုကျွန်တော်စလိုက်အောင်မပြီးဆုံးနိုင်သေးတဲ့ bitter yogurt သတင်းတွေပေါ့လေအခုဒီသတင်းကတော့ bitter yogurt လူပွဲတွေကို premier league club manchester united ပါပါဝင်လာခဲ့ပြီဆိုတော့ top spot ကဖော်ပြသွားတယ် manchester united ကသူတို့အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးပိုပြီးထက်မြက်ချင်တာဖြစ်တဲ့အတွက်လာမယ့်နေရာဒီမှာအသင်းရဲ့အဓိကကစားသမားချို့ကိုရောင်းချသွားပြီးတော့တိုက်စစ်မှုအနေနဲ့ sporting ရဲ့ကစားသမား bitter yogurt ကိုနံပါတ်1ပြည့်မှတ်ဖြစ်သတ်မှတ်ထားတယ် arsenal နဲ့ရှင်လူဘိုအထိရွေထားပြီးတော့ ော့သူတို့ရဲ့နီးပြအမော်ရင်ကိုယ်တိုင်ကအတင်းတောင်ဝင်ရှိသူတွေကိုသူ့ရဲ့ကစားသမားဟောင်းကိုခေါ်ပြိုးဖို့အတွက်တောင်းဆိုထားတယ်။သူ့ရဲ့တပည့်ဟောင်းနဲ့ဒီမန်ချက်စတာမှာပြပြီးပေါင်းထုတ်ခြင်းနဲ့ဗောလေ။အဲ့တော့ဒီနေရာမှာတစ်ချက်ကျွန်တော်တို့တွေ့တာက ယူနိုက်တက်တို့နေနဲ့ဟော်လွန်ဇက်စီချီတိုအိုမာရင်လို့လို့ဒါပိုတရှင်မြင့်ကစားသမားတချို့ရှိမယ်လေအဲ့ကစားသမားတွေနဲ့လုံလောက်တဲ့တိုက်စစ်အဖွဲ့မဟုတ်ဘူးဆိုပြီးတော့အမော်နင်ကယူဆတာဖြစ်တဲ့အတွက်စပိုတင်းမှာဂိုးရီတောက်လျှောက်သွင်းပြီးကျန်းကျင်နိုင်ကျန်းနေတဲ့ပလေယာကိုယူနိုက်တက်ကိုအပါခေါ်ပေးဖို့အတွက် တောင်းဆိုထားတယ်။ကျန်ခဲ့တဲ့ရက်ပိုင်းကဘာကြောင့်ဒီအပြောင်းရွှေ့တဲ့မှာယူနိုက်တက်တို့ဝင်မလာခဲ့တယ်လဲဆိုတော့သူတို့ကမာဒီယက်ကွန်ညာအပြောင်းရွှေ့ကိုလုံပန်းနေကြတာ။အခုမာဒီယက်ကွန်ညာနဲ့ယူနိုက်တက်နဲ့ပီးစီးတဲ့လောက်ဖြစ်သွားတဲ့အခါမှာတိုက်စစ်ပိုင်းကိုမျှဝေလှည့်လာတယ်။ဒါပေမဲ့ချက်ချင်းကြီးတော့ဝင်ကန်းလန်းဖွဲ့တော့မရှိ ိသေးဘူး။ဘာကြောင့်ဆိုကစားသမားကိုယ်တိုင်ကလည်းပြည်တွင်းဖလားတစ်ခုကို final ကန်ပြီးသွားတော့မှသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်မယ်လို့ပြောထားလို့ United ကလည်း Europa League final ကန်ရအောင်မှအဲ့မှာ United တို့ကဘာကြောင့်တချို့တိုက်စစ် option တွေတချို့လူစားဟိုဝယ်မှုတွေကိုလုတ်ဖို့နောက်ကျနေလဲဆိုတော့သူတို့အနေနဲ့ကလည်း budget အနေထားရအောင် ပြီးတော့ Europa League မှာဘူဆယ်ရီ Champions League ဝင်ဝင်ရတဲ့အနေထားမျိုးနဲ့ကစားမားတွေကိုစွဲဆောင်နိုင်မဲ့အနေထားကိုအဲ့ဒါတွေသူတို့ကစောင့်ကြည့်နေကြတာ။ဒါကြောင့်မို့လို့လေ Arsenal တို့အချိန်ကြီးအများကြီးရပြီးတော့ Peter Jokret, Benjamin Sesko တောက်လျှောက်ဆွေးနွေးခွင့်ရပြီးမဲ့အခုဝင်ပြီးလုမဲ့အသင်းတွေပေါ်လာတဲ့အခါမှာတော့လူအားတက်ဖို့ကြီးပေးရဖို့ရှိတယ်။ဟိုတနေ့ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ Sporting တို့ကဒီ Euro 60နဲ့5တန်းလောက်ရလို့ရှိရင်လက်လွတ်သွားမယ်ဆိုတဲ့သတင်းတွေတက်တယ်။ Okay ဒါတပိုင်းဟိုတလောလုံးကလွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းကပေါ်တူဂီသတင်းစာတွေပေါ်ပြချက်အရ UO 85တန်းလောက်နဲ့အာဆင်တို့ကသဘောတူညီမှုရပြီးကမ်းလှမ်းထားတဲ့ဘာညာဆိုတဲ့သတင်းတွေတက်သေးရဲ့။ဒါကပေါ်တူဂီဘက်ကလာတဲ့သတင်းတွေ။ ထုံးစံနိုင်မဲ့ပေါ်တူဂီဘက်ကတော့သူတို့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံး player တယောက်အကြောင်းကိုပဲသတင်းကောင်းကြီးဖြစ်တင်ပါအဲ့မှာသတင်းကခိုင်မာတယ်မခိုင်မာဘူးသူတို့ကတပိုင်းပေါ့လေဒါပေါ်တူဂီပြည်တွင်းကျွန်တော်ကရိုမာတို့အွန်စတင်းတို့အတီးပြူတာပဲအဓိကစောင့်ကြည့်ရမှာအဲ့တော့ကစားသမားအနေနဲ့ဒီမေလ20ကျော်အတွင်းမှာကံမဲ့ပြည်တွင်း final တစ်ခုပြီးရင်တော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်သွားမှာပြောတယ်အခုပေါ်တူဂီပြည်တွင်းနံပါတ်ကြီးသတင်းစာ10ခုရှိဆိုရင်9ခုလောက်ကယောဂရက်ကအာဆင်နယ်ရောက်မှာဆိုပြီးတော့ဟိုဒဲတွေရေးနေတာပြီးတော့လေဒီ Twitter မှာပေါ့လေ ီကလန်ရိုက်ကဒေယောဂရက်ကပို့အောင်မှာသွားပြီးတော့လိုက်စ်ပေးထားရပါလေလှုပ်ထားသေးတယ်အဲဒီကစားမောက်ကို Rice ကအေဂျင့်လုပ်နေပြီးတာမပြောတတ်ဘူးတော်တော်များ Andre Barter စိတ်ကြိုက်ကစားမောက်တွေရောက်လာဖို့ရှိပါတယ်အာဒါကိုတိုင်းကလည်းအင်တာဗျူးမှာပြောထားဘူးတယ်အဲ့ဒါက လာမယ့်ຫນွေရာသီမှာသူ့အနေနဲ့အေးစေးစေးကမ်းခြေမှာအနားသွားယူမယ်အသင်းရဲ့လူခေါ်တဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မဆရာကြီးတွေရှိတာဖြစ်တဲ့အတွက်သူတို့ပဲလုတ်ပါလိမ့်မယ်ဆိုပြီးဖြေထားဖြစ်တဲ့အတွက်ကစားသမားတွေကိုအိုက်တာလိုချင်တဲ့ list ခုပေးထားလိမ့်မယ်အဲ့ဒီ list နဲ့အာသာတိုက်တာလိုချင်တဲ့ကစားသမားနဲ့အိုက်တာနဲ့ဂျာထဲမှာညှိပြီးတော့ရောက်လာဖို့တော့ရှိတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ London ခြေဆိုင် Telegraph ကဖော်ပြထားတဲ့ဒါသတင်းထောက်ဆမ်တင်ရဲ့အရေးသားပေါ့လေသူရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Arsenal ရဲ့ Arsa Director တဲ့ Andre Parra ရဲ့ Neuer တီမာ position ၄နေနေရာထိအားဖြည့်သွားဖို့ရှိစေဖော်ပြထားတယ်။အတင်းကအဲ့ဒီ position ၄နေနေရာဝယ်တဲ့အပိုင်းမှာလည်းဝေထုတ်ပေးသွားဖို့အတွက်ဒါ entry part ကိုဂတိကူကိုပြုတ်ထားဆိုပြီးသူတို့ကဖော်ပြသွားတယ်ဘုတ်ဖွဲ့ကလည်းငွေသုံးဦးမှာပဲမသုံးလို့ရှိရင်သိရမလားကိုကြီးနဲ့နာမည်ထွက်လိုက်သူများနဲ့ညာသွားလိုက်ဆိုတာပဲ ဖြစ်နေခဲ့တာတော်တော်ကြပြီအဲ့တော့ကြံခဲ့တဲ့ຫນွေဈေးကွက်တုန်းကကျွန်တော်တို့မေရီနိုနဲ့ကာလာဖီယူရီတို့ပဲရောက်လာတယ်ကြံတာကအငှားလေးပဲခေါ်လိုက်တယ်တိတ်ငွေမတုံးခဲ့ဘူးငကြင်းစီနဲ့ငကြင်းပြန်ကြော်တွေတော့ပြောလို့ရတယ်ထွက်သွားတဲ့ကစားသမားတော့ပိုများတယ်ဒါပေမဲ့ဒီနေရာဒီမှာတော့ rice တို့လိုကာလာတုန်းကတုံးတဲ့ငွေပမာဏတစ်ခုတော့ကျွန်တော်ပြန်မြင်ရလာနိုင်ရင်ရှိတယ်မများမကြည့်နဲ့ကျွန်တော်တို့စီကိုဒီကွင်းလက်ကစားသမားမာတင်ဆူမန်နီဟီဝီကိုဖြစ်သွားခဲ့တဲ့တပိုင်းတော့ရှိထားပြီဗောလေအဲ့တော့ကြံတဲ့အပိုင်းမှာဆိုလို့ရှိရင်တော့သူတို့က၄နေရာဖြစ်မယ်ဆိုတော့ဘယ်နေရာကြီးလဲဆိုတော့တိုက်စစ်မှု ပြီးတော့တိုက်စစ်တောင်းပန်ပြီးတော့ဂိုးသမားဒီ၃နေရာဟဲ့နောက်တနေရာကတော့ခံစစ်ပိုင်းကိုဖြည့်မယ်ဒါမှမဟုတ်ပါတီကိုဆက်ပြီးစီယုံထားလို့အဆင်ပြေဆိုကွင်းနဲ့တနေရာမှာထပ်ပြီးဖြည့်မယ်ဆိုပြီးရေးသားထားတယ်အဲ့တော့ဒီ၄နေရာကိုတော့ဦးစားပေးဖြည့်မယ်အဲ့မှာကွင်းနဲ့ပတ်သက်ပြီးဘာကြောင့်နောက်ဆုံးမှာခံစစ်နဲ့ရှင်တွဲပြီးပြထားလဲဆိုတော့ ကွင်းလေကစားသမားအဖြစ်မာတီဇူမန်ဒီကိုအစိုးရကျွန်တော်ခေါ်ခဲ့ပြီးဖြစ်တဲ့အတွက်ကျန်တဲ့၃နေရာမှာဆိုရင်တော့တိုက်စစ်မှုတိုက်စစ်တောင်ပန်ကိုသမားတွေပဲထပ်ပြီးဖြစ်ရဖို့ရှိတယ်။ခက်စစ်ပိုင်းတို့ကလည်းခီဘီရောမထွက်ရင်ထပ်ပြီးဖြစ်တဲ့အကြောင်းမရှိအောင်။အဲ့တော့ဒီကစားသမားတွေနေအနည်းဆုံးတန်းနေရာလောက်ကတော့သွားမှာပဲ။အဲ့တော့အန်ထရီဘာတာကြောင့်လေးနည်းနည်းပြောခြင်းတယ် ဲ့ဒါကအန်ဒရီဘာတာနဲ့ပတ်သက်ပြီးတော့အသင်းကဘယ်လောက်ထိထုတ်ပေးသွားမလဲအသင်းရဲ့ရည်မှန်းချက်ကဘယ်လောက်ထိရှိလဲကျွန်တော်တို့လိုအပ်တဲ့နေရာတွေဘယ်လိုဖြည့်ပါမလဲဆိုပြီးအသင်းကတရားဝင်ထုတ်ပြောတဲ့အချက်ချက်တွေကိုကြည့်မယ်ဆိုရင်အိုက်ဒါရဲ့အခန်းကဏ္ဍကနီးပြပိုဇီရှင်တစ်ခုပဲဖြစ်သွားပြီအရင်တော့ဆိုအပြောင်းရွှေ့နေပတ်သက်ပြီးအိုက်ဒါမှာပြောပိုင်ခွင့်တွေအများကြီးရှိတယ်ဒါပေမဲ့အခုအန်ဒရီဘာတာရောက်လာပြီးနောက်ပိုင်းမှာကစားမခုံတဲ့ဘက်မှာအန်ဒရီဘာတာသူ့လက်သူ့ချေဖြစ်သွားပြီအရင်တော့အီဒူကတ်စ်ပါတစ်ခုလုံးတော့မယ်ဆိုရင်အိုက်ဒါနဲ့တိုင်ပင်ရသေးတယ်အခုတော့အသင်းအတွက် ်အန်ဒရီဘာဒါဘလောက်ထိကုန်းကုန်းလုံးနိုင်မလဲအသင်းကဘလောက်ထိအန်ဒရီဘာဒါကိုပုံငတ်ထားဆိုကျွန်တော်တို့မြင်နိုင်ပြီပေါ့လေဒီအာဇာဒရိုက်တာလည်းခေသူတော့မဟုတ်ဘူးတီကိုမာရှိတော့ငါတကက်ကိုဘစ်ဆိုင်းနေနေလုတ်ခဲ့တာသူအများဆုံးပေးပြီးခေါ်ခဲ့တာတော့ဂျောင်ဖီလစ်ကိုပေါင်း133တန်းနဲ့ခေါ်ခဲ့တယ်။နောက်ပြီးတော့ Julian Everest ကိုပေါင်82တန်းနဲ့ခေါ်ခဲ့တယ်။တကက်ကိုဘစ်ဆိုင်းနေနေအသင်းအတွက်ကောင်းမဲ့ထင်လို့ရှိရင်ငွေကြီးကိုမကြည့်ပဲခေါ်တာနာမည်ကြီးတဲ့တိုက်စစ်ပိုင်းတွေဝယ်ရတာပို့ပြီးပျော်တဲ့အားကစားတိုက်တာဖြစ်ကျွန်တော်တို့သိထားတယ်။ အဲ့တော့အန်ရီဘာဒာအနေနဲ့လွတ်လွတ်လပ်လပ်မင်းကောက်ဆရာကြီးလာမလို့နဲ့ငါဒီအာဇာရီတာလောကမှာဘယ်လောက်ထိကျင်လည်ခဲ့တာဆိုတဲ့ပုံစံမျိုးနဲ့အိုက်တာကိုပြန်ဖြဲထားဝင်ရတယ်တခါကြလေအဲ့ဒါလိုအပ်တယ်ဗျအဲ့တော့အိုက်တာအနေနဲ့အပြောင်းဖြစ်စေကောမှာသူလိုချင်တဲ့ player list ကိုစာရွက်မှာချရေးပြီးတော့ entry barter ကိုပေးလိုက်ပုံပဲရတယ်။ကျန်တဲ့ဘက်ကတော့အဲ့ list တွေကထပ်ပိုကောင်းတဲ့ကစားမားတွေကိုလည်း entry barter ခေါ်လာနိုင်တယ်။တခုတော့ရှိရပါဘောလေ။ sasco မှာ sasco e set မှာ e set ဖြစ်နေတဲ့ item လက်ထက်ကိုပြတာရောက်ကြပေးလိုက်လို့ရှိရင်ရော အိုက်တကကြီးဟူနဲ့သုံးမမလားပရိုပရော်ဖက်ရှင်နယ်တဲ့လူတွေပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆိုးစိတ်ကောက်တော့မရှိလောက်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Hand of Arsenal ပေါ်ပြတာပေါ့လေဒါကတော့ Arsenal နဲ့ Liano Trossard တို့ကြားအနာဂတ်နဲ့ပတ်သက်ပြီးတိကျတဲ့အဖြစ်တစ်ခုမရသေးဘူးလက်ရှိအချိန်ထိစာချုပ်တင်မချုပ်နိုင်သေးဘူးဆိုပြီးတော့သူကဖော်ပြသွားတယ် အန်ဒရီဘာတာပြီးခဲ့တဲ့ရက်ပိုင်းကထရော့ဇက်ကက်ကိုစလေအဖွဲ့နဲ့ဆွေးနွေးခဲ့တယ်။ဒါပေမဲ့လက်ရှိချီလီကစားသမားရဲ့စာချုပ်ကိစ္စကသဘောတူညီမရသေးလို့အာဆင်နယ်ကလည်းထရော့ဇက်ကိုဆက်ပြီးထားမလား၊နှွေးမရောင်းထုတ်မလားဆိုတာကိုလည်းရတိပြတ်မဆုံးဖြတ်ရသေးဘူး။ဘာမဆိုနှွေစည်းကမှဖြစ်သွားနိုင်တယ်ဆိုပြီးတော့ဟန်အော့အိုဇီကဖော်ပြထားတယ်။ဟန်အော့အာဆင်နယ်ကပေါ့လေ။အဲ့တော့ညှိမရလို့ရှိရင်တော့ဆော်ရီကလပ်တီစီကိုရောင်းချသွားနိုင်ရည်ရှိရဆိုတဲ့သတင်းတချို့လည်း တက်နေတယ်အဲ့တော့အသက်30ရွယ်ဘယ်လ်ဂျီယံသားကတော့2026ခုနှစ်ပဲတက်တန်းရှိရဖြစ်တဲ့အတွက်လာမယ့်ຫນွေမှာရောင်းချရင်တော့ဈေးကောင်းရနိုင်တယ်အကယ်၍များနည်းနည်းလေးများနောက်ကျခဲ့မယ်ဆိုလို့ရှိရင်တော့ဈေးကထင်သလောက်ရမှာတော့မဟုတ်ဘူး ဘာလို့ဆောင်းစည်းကွက်လာမယ့်2026နှွေစည်းကွက်တွေဆိုရင်ကစားသမောက်ကျွန်တော်တို့အလွတ်နဲ့နှီးပါလက်လွတ်ရတော့မှနေတာဖြစ်သွားခဲ့ပြီအဲ့တော့ဒီကစားသမောက်တော့ဒီဟာဒီမှာ55ဝက်မှာ38ဝက်ထိပွဲထွက်ကစားထားတယ်16သွင်းပြီးတော့10လုံးဖိုင်ထားတယ်မနစ်ကတော့16ကိုသွင်းပြီးတော့2လုံးဖိုင်ထားတယ်ဗောလေတပတ်ကိုပေါင်9000ရနေပြီးတော့ဒီကစားသမောက်အတွက်ကျွန်တော်တို့တစ်နှစ်ကိုပေးချေထားတာပေါင်4.6တန်းထွက်ဆက်က3ဆလို့မရဘူးလားဆိုတော့မဟုတ်ဘူး3ဆလို့ရတယ်ဒါပေမဲ့ ဖိုက်တယ်ရစ်ဒရက်တကယ်စုဖလားလူချင်းပြီးတော့ပွဲတော့အမှားရွံ့မခံချင်ဘူးဆိုတဲ့အသင်းတသင်းမှာဆိုရင်တော့ trusted လို့ quality မျိုးတွေကတော့တဒန်းနိုင်တယ်လို့ပြောလို့ရတယ်။ super set ဖြစ်တော့ကောင်းတယ်။ဒါပေမဲ့သူ့ကိုအမြဲတမ်းပွတ်ထွက်ပြီးသူ့ဆီကပြ twin ကိုတွေမိခွားမယ်ဆိုရင်တော့သူ့ရဲ့ physical ဘိုင်းရလိုချက်ရှိတယ်။ dribbling ဘိုင်း finishing ဘိုင်းကတော့ကျန်တဲ့ကစားသမိုက်ဒီဇိုင်းပို့ပြီးဂိုးရနှံ့ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မှာဒီထက်ပိုပြီးကောင်းတဲ့ပိုပြီး dribbling လုပ်နိုင်ပြီးတော့ bounce rate တိုးဝင်နိုင်ပြီးတော့ premier league မှာ physical ကောင်းကောင်းနဲ့ပိုပြီး strong ဖြစ်တဲ့ winger ကစားသမားကြီးလိုအပ်တယ် နောက်ဆုံးအမ်ဘူမိုဖြစ်ဖြစ်နီကိုဝီလျံဖြစ်ဖြစ်နောက်ပြီးတော့ဂျာမီဂစ်တင်ဖြစ်ဖြစ်တရားရုပ်ကိုခေါ်နိုင်ဖို့လိုအပ်တယ်ပေါ့လေအဲဆိုတော့ Trossard ကိုအာဆင်နယ်ကိုဆက်ပြီးထိန်းထားမယ်ဆိုလို့ရှိရင်လည်းတချို့ပိုင်းတွေမှာသဘောတူညီမရတာကအသက်30ကျော်ကစားသမားကြီးနဲ့ပတ်သက်ပြီးအသင်းရဲ့မူဝါဒလည်းတစ်စိတ်တစ်ပိုင်းပေါ့လေအဲဆို Trossard ကလောကရစာတိုးပြီးလိုချင်တာလားနှစ်ရှည်ချုပ်ချင်တာလားအာဆင်နယ်ကလက်ရှိလောကရစာကိုရှော့ချင်တာလားဒါမို့နှစ်တိုးတစ်နှစ်ပလက်တစ်နှစ်ပဲချုပ်ချင်တာလားဆိုတော့ကျွန်တော်တို့ຫນွေစည်းခွက်အထိစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ် ဒီ season လေးကိုဒီကောင်းကြီးပေါင်းပြီးတဲ့ show ဘလုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber phone နဲ့တင်ကြောက်ကို6939963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPhone ခုချို့ Sport Internet ငါတလုံးမိတူကိုလည်းစော်ကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံး remote တော့ Arsenal ရဲ့ DRT အမှတ်တရအချက်နှစ်ချက်နဲ့ပတ်သက်ပြီးဖော်ပြပေးသွားပါပါပထမတစ်ချက်က Arsenal က DRT မှာနံပါတ်1ပဲအနီးကအများဆုံးရတဲ့စည်ရင်းမှာဆိုရင်တော့6ချောင်းနဲ့နံပါတ်1မှာရှိတယ်အဲ့ဒါကတော့ Rice Trossard Saliva Skelly နဲ့ Mikimbe တို့ scale ကတော့နှစ်ကြိမ်ဒီကတ်ထိရဲ့တစ်ကြိမ်ကတော့ပြန်ပြီးပယ်ဖက်ပေးခဲ့ရပေါ့လေအဲ့တော့အနီကတ်6ကြိမ်နဲ့အာဆင်နယ်ကတော့အဆင့်1မှာရှိနေခဲ့တယ်အနီကတ်အပြခံမှုအများဆုံးဆင်းရဲနေမှာပေါ့လေနောက်တစ်ခုကကျတော့ဒီယာတီပရီးမီးယားလိမှာဒန်ယာရကစားမအများဆုံးအကြိမ်အများဆုံးရထားတဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့တယ်အာဆင်နယ်က36ကြိမ်ထိရထားခဲ့တယ်တောင်းတောင်းအသင်းတသင်းဆိုရင်ဒီလိုဒန်ယာရတဲ့အနေထားမျိုးနဲ့ဆိုရင်အမပေးစရာ ထိပ်ပိုင်းမှာယက်တီဘုံမလို့ဆိုပြီးအိုက်တာတော့ပြောထားရတယ်။ဒါပေမဲ့စူဖလားမယူနိုင်တဲ့နီးပြတူရဲ့ပြောစကားဆိုလက်ရှိဒီမှာဟာတာပဲဖြစ်နေကြမှာ။သူပြောရလဲတချို့တော့တော့မှန်ပါတယ်။တကယ်ကောင်းပေညွန့်ပေ first line နဲ့ကစားသမားတွေတိုက်စစ်နေရကစားသမားတော်များ င်ဂျူရီရာသွားခဲ့တဲ့အသင်းရဲ့ကွင်းလျာနေပြီးတိုက်စစ်စတင်တဲ့မာတင်အိုဒီဂတ်လိုကစားမှပြုတဲ့ဒဏ်ရာရခဲ့တဲ့အသင်းရဲ့အားကိုးရပါဆိုတဲ့ကေဗီယံမကာကြီးဒဏ်ရာခဲ့တယ်ဒါတကယ်ထိုးနှက်ချက်တွေပဲအဲကျွန်တော်တို့ဒီယာဒီမှာတော့ဒဏ်ရာပြဿနာတွေကလည်းဒီအဆင့်နှစ်နေရာတွေပြန်ပြီးဆွဲချသွားတယ်ပြောလို့ရတယ်ဗောလေအာဆင်နယ်ကဒီယာဒီမှာအရင်ဆိုးရတဲ့ယာဒီတော့မဟုတ်ဘူးဒီဒဏ်ရာကစားသမားတွေအမှန်မှမတတဲ့ဆုံးဖြတ်ချက်တွေအောက်မှာဒီလောက်လှုပ်ပြနိုင်တာကဖြည့်သိမ့်တာတော့မဟုတ်ဘူးတော်သေးရပြောလို့ရတယ်။ဘာလို့ချန်ပီယံလိမှာဆိုလဲကျွန်စင်ပြီးဖိုင်နယ်ထိရောက်ခဲ့တယ် လူကျင်တော့ဖလားပေါ့ဗျာဒါပေမဲ့ဒီလောက်ရောက်ခဲ့တာဟုတ်ပဲလက်ခုပ်တီးပြီးရအဒီထားဖြစ်သွားပါဘောလေခါလာဘုံမှာလည်းစီမီဖိုင်နဲ့ရောက်ခဲ့တယ်ကျွန်တော်ကာဆီကိုပြုတ်ပြီးတော့ရှုံးခဲ့တာဗောလေနောက် FA ကမှာဆိုလဲတတိယအဆင့်မှာ United နဲ့တွေ့ပြီးပနတီအဆုံးဖြတ်မှာကျွန်တော်တို့ရှုံးခဲ့တယ် Premier League မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီရာသီမှာအဆင့်နှစ်ရဆိုမြဲခန့်စစ်အကောင်းဆုံး33ခုပဲပြီးထားတယ်အာဆင်နယ်တင်းရဲ့ကိုသမား David Raya ဆိုရင်ရွှေလက်အိစုနှစ်နှစ်ဆက်ရဖို့အတွက်တော်တော်လေးနှီးဆက်နေခဲ့ပြီအဲ့တော့38ပွဲကံပြီးအချိန်မှာသွင်းကို68ခုရှိတယ်ပေကို33ခုပဲရှိတယ် အဲဂိုးကွာချက်က34လုံးရှိပြီးတော့82မှတ်တိစုဆောင်းထားနိုင်ခဲ့ဗောလေတပွဲပဲကြာမှာတော့လေအဲ့ဒီဘက်မှာကလင်းရှိရရင်တော့အသင်းရဲ့အဓိကဂိုးသမားဒေးဗစ်ရိုင်ယာကိုရွှေလက်အိတ်စုအသင်းသားတွေကချူပေးနိုင်တော့မှာဖြစ်ပါတယ်အဆုံးထိကြည့်တော့လေအားလုံးကျေးဇူးတင်ပါတယ်